မင်္ဂလာပါရှင်စွန်လတရက်တနင်္ဂနွေနေ့ရက်ထထူးခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့စကိုင်းမြို့ငလင်သိအဆောက်အဦများပြန်ဆောက်ရန်တရုတ်တံမက်ကြီးနဲ့စကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်တွေ့ဆုံဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။စကိုင်းမြို့ငလင်သိအဆောက်အဦများပြန်လည်တည်ဆောက်ရန်ပြည်အောင်စစ်သမ္မတမြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူသမ္မတနိုင်ငံတန်မကြီး His Excellency Mrs. Ma Ja နဲ့စကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်ဟာ မေလ30ရက်နေ့နေ့ပိုင်းကစကိုင်းမြို့အတင်ခရာရိတ်သာအေကမ်းမမှာတွေ့ဆုံဆွေးနွေးကြောင်းသိရပါဗယ်။ငလင်လောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့စကိုင်းမြို့ပေါ်ရှိစာတင်ကျောင်းများလူနေအိမ်တိုက်တာများနဲ့ဈေးများပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်ပူပေါင်းဆောင်ရွက်မဲ့အခြေအနေများအားရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ထိုင်းမူပြန်တရားပြုကြမှုကြောင့်တည်ဆုံးခဲ့တဲ့မြန်မာအလို့သမားများတအူးလျင်ထိုင်းဖက်ငွေသက်သန်းစီရိုကျရရှိရလို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ 2024ခုနှစ်နိုဝင်ဘာလကထိုင်းနိုင်ငံရှိအမြန်လန်းမိုးပြင်းတရာကရင်းတန်ပေါင်းပြူချမှုကြောင့်ထိခိုက်ဒေဆုံးခဲ့တဲ့မြန်မာလူသမားများတဦးလျင်ထိုင်းဘက်ငွေတန်းစီရော့ကျေးရရှိကြောင်းဘန်ကောက်မြို့မြန်မာတန်ယုံမှထုတ်ပြန်ထားလို့သိရပါတယ်။ထိုင်းနိုင်ငံစမှုစကွန်ဖလန်းဆောင်လမ်းမကြီးရာမာတူ20မိုင်ရှိအမြန်လန်းမိုးပြင်းတရာတည်ဆောက်ရေးလုပ်ငန်းခွင်မှာကွန်ကရစ်ဘလောက်တုံးများချိတ်ဆက်တက်ဆင်နေစဉ်ကရင်းတန်ပေါင်းပြူချမှုကြောင့်မြန်မာနိုင်ငံသားအလို့သမားလေးဦးထိခိုက်ဒေဆုံးခဲ့ရာ စေတနာနင်နာကြီးများရရှိနိုင်ရန်ဒိုင်းနိုင်ငံဆိုင်ရာမြန်မာတမ်းမဲ့ကြီးရဲ့အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ထိုင်းရောက်မြန်မာလူသားများကိုအထူးအခွင့်အရေးအနေဖြင့်6လတတန်းထပ်တိုးပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံအလို့သမားဝင်ကြီးဌာနမှမြန်မာအလို့သမားတိတ္တမရှစ်တန်းခန့်အားထိုင်းနိုင်ငံအတွင်းအထူးအခွင့်အရေးတရက်အနေနဲ့တက်တန်းထိုးလုပ်ငန်းစဉ်ကိုတမတ်ကာလအတွင်းဆောင်ရွက်နိုင်ရန်ထပ်မံ၍6လတက်တန်းထိုးပေးမှာဖြစ်ကြောင်းသိရပါသည် အလုပ်လုပ်ကံတွင်တည်တန်းတူဝိမဲ့ကိစ္စနှင့်ပတ်သက်လို့ထိုင်းနိုင်ငံအလုပ်သမားဝင်ကြီးဌာနမှမေလ28ရက်ကနိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးပြုလုပ်ခဲ့ကြောင်းလည်းသိရပါဗျ။ထိုင်းရောက်မြန်မာလူသားများဟာသတ်မှတ်ထားတဲ့လုပ်ငန်းစဉ်များဆောင်ရွက်ပြီးပါကအလုပ်လုပ်ကံတွင်တက်တန်းနှစ်နှစ်ရရှိမှဖြစ်ကြောင်းသိရှိရပါရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့တာစီမြို့နယ်တွင်ငွေကျပ်3500တန်မိုးရှိစိတ်ချရူသူဆေးပြားများဖမ်းဆီးရမိတဲ့တဲ့ရင်ဖြစ်ပါတယ်။ ဝိစေဝါတားဆီးနေနေရေးတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်တဲ့ပူပေါင်းဖွဲ့ဟာမေလ26ရက်ည7:45မိနစ်ကတားဆီးမြို့နယ်ကျွဲတက်ဆောင်ကျေးရွာအနီးတွင်မော်တော်ယာဉ်များအားစစ်ဆေးရှာဖွေစဉ်တောင်ကြီးမှရန်ကုန်သို့မောင်းနှင်လာတဲ့ယူတန်အမျိုးအစားခီးသက်တင် express ရေမော်ပါခီးသက်မက်နန်အီဝမ် မနန်းရွှေပွင့်ခေါ်မခမ်းမော်မမိုးပွင့်ပြူခေါ်ရွံ့ရွံ့မနန်းအီအီနဲ့ဆိုင်းအိုက်ရွှေအောင်တို့ထံမှစိတ်ကြွယူသူစေပြားတသိန်းပြားဒေသကာလပေါက်စီတမုံငွေကျပ်3500နဲ့လက်ကင်ဖုံး3လုံးလိုအားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းနဲ့ဥပဒေအရအေးအေးယူထားရှိပြီးကွင်းဆက်ပြမှုကျွလွန်သူများအားဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့မဟာချိုင်တွင်မြန်မာမျိုးသမီးတဦးယထားတိုက်တည်ဆုံတဲ့တဲ့ရင်ဖြစ်ပါတယ်။ထိုင်းနိုင်ငံစမွတ်ဆာခွန်ခရိုင်မဟာချိုင်တွင် ကားတစီးပေါ်မှာမြန်မာအမျိုးသမီးတအူးဟာရထားလမ်းဖြတ်ကူးစဉ်ထိတ်လန့်ပြီးခုန်ချခဲ့ရာရထားတိုက်မိလို့သေဆုံးခဲ့ကြောင်းထိုင်းသတင်းများကဖော်ပြလာပါတယ်။ဖြစ်စဉ်မှာမေလ31ရက်နေ့နက်9:30မိနစ်ခန့်ကမဟာချိုင်းမြို့နယ်ခွဲရှိနရိုမစ်လမ်းသွဲတင်တဲ့တံပန်လမ်းတွင် အလုသမားပို့ဆောင်ရေးကားဟာရထားလာနေစဉ်တန်လန်းကိုရုတ်တရက်ဖြတ်မောင်းခဲ့ရာကားပေါ်လိုက်ပါလာတဲ့မြန်မာလူသမားများထိတ်လန့်တကြားခုန်ချခဲ့စဉ်မြန်မာလူသမားအမျိုးသမီးတအူးဖြုတ်ကြသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ တေဆုံးသွားသူမှာအသက်28နှစ်အရွယ်မက်ဖြူဖြူဖြစ်ပြီးကားပေါ်မှာခုန်ချခြင်းတန်လန်းမော်ကြပြီးရထားတိုက်မိခဲ့ခြင်းဖြစ်ကြောင်းသတင်းများကဖော်ပြထားတယ်လို့သိရပါတယ်ရှင်။